ရိသေများအားလုံးမင်္ဂလာပါခင်ဗျာဝါဟာဝိုင်းကြီးဆမ်မေသွေးတက်ကိုအနိုင်ုံထားတဲ့ဝိုင်းကြီးဆမ်မေကိုကြောက်စုရိုင်းနဲ့ပွဲတက်ပေးလိုက်ပါပြီဒီပွဲကတကယ်ကိုကြီးကောင်းတဲ့ပွဲစဉ်ဖြစ်လာပါလိမ့်မယ်ခင်ဗျာဒီဇင်ဘာလ16ရက်နေ့မှာကျင်းပမယ့်1 Friday 5 137ပြန်ပွဲရဲ့ခေါင်းစဉ်အောက်မှာဆမ်အင်းနဲ့ကြောက်စုရိုင်းပွဲစဉ်ကိုထည့်သွင်းလိုက်တာဖြစ်ပါတယ်ဒီတော့ဝိုင်းကြီးဆမ်မေအနေနဲ့ကြောက်စုရိုင်းကိုဘလို့ရှင်းပြန်ကစားပွားလိမ့်မယ်လဲဆိုတာကျွန်တော်စောင့်ကြည့်ရပါလိမ့်မယ်ခင်ဗျာကြောက်စုရိုင်းကလည်း နောက်ဆုံးထိုးခဲ့တဲ့ပွဲမှာဂူလူဇာတာကိုရှုံးထားတဲ့အတွက်ဒီပွဲမှာနိုင်ပွဲရအောင်ပြန်လုပ်ပြချင်ပါလိမ့်မယ်ပြီးတော့ဒီပွဲဟာကြောက်စုရဲ့အနေနဲ့ fly weight တန်းကနေ swap weight တန်းကိုဆင်ထိုးတဲ့ပွဲစဉ်ဖြစ်နေပါတယ်ခင်ဗျာဒီတော့ swap weight တန်းမှာ champion ဟောဖြစ်ခဲ့မှုတဲ့ sam a ကအခုမှ fly weight တန်းကနေ swap weight တန်းကိုပထမဆုံးဆင်ထိုးတဲ့ fighter ကိုဘယ်လိုဖြူရနဲ့ကစားသွားမလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်ပြီးတော့ ဆံမင်းနဲ့ကြောက်ဆူရဲမှာထူးခြားချက်ရှိတယ်ခင်ဗျအဲ့ဒါကဝမ်းမှာသူတို့ဒီနှစ်ပွဲဆက်တိုက်ဘယ်တော့မှမရှုံးဘူးဆံမင်းကနောက်ဆုံးရှုံးခဲ့တာကဂျွန်နသန်ဒီဗယ်လာနဲ့ပွဲအဲ့ပွဲရှုံးပြီးတော့သူဒီသွင်းထက်ကိုပြန်နိုင်တယ်ကြောက်ဆူရဲကတော့ဂလူဇာတာကိုရှုံးတာတယ်ဒီတော့အဲ့ဒီနှစ်ပွဲဆက်မရှုံးဘူးဆိုတဲ့ရတန်တာမှန်ခဲ့မယ်ဆိုရင်ဒီပွဲဟာကြောက်ဆူရဲနိုင်ရမယ့်ပွဲစဉ်ဆိုတဲ့ပုံစံမျိုးဖြစ်နေပါတယ်ခင်ဗျဟုတ်ကဲ့ကြောက်ဆူရဲဟာလက်ရှိမှာတော့ ကစားအားအရန်ကောင်းတဲ့ဖိုင်တိုင်ထဲမှာတယောက်ပါဝင်ဖြစ်လို့နေပါတယ်။ဂူရူဇာတာကိုမရှုံးခင်သူကိုရှေ့မှာရှုံးခဲ့တာကကောင်းဒေါ်လာနီကိုရှုံးခဲ့တယ်ခင်ဗျ။ကောင်းဒေါ်လာနီကိုရှုံးပြီးရင်တော့သူက၅ဘွဲဆက်တိုက်အနိုင်ရရှိခဲ့တယ်။အဲ့၅ဘွဲအနိုင်ရတာမှာဆိုရင်နာခော့ကိုနိုင်တာပါတယ်၊ဆူရီယန်လက်ကိုနိုင်တာပါတယ်ပြီးတော့ဒင်းနစ်ပူရီကိုနိုင်တာတွေပါခဲ့တယ်ခင်ဗျ။ဒီလိုဖိုင်တာတွေကိုတော့အနိုင်ယူခဲ့တဲ့ကျောက်ဆူရအဲ့ဖိုင်တာကိုဆမ်ဘီအနေနဲ့ဘယ်လိုကစားမလဲဆိုတာဟာ အတော့ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ဆံမေကအသက်42နှစ်အရွယ်ရှိနေပြီ။သူကဝါနဲ့သဘာမှာတော့ပြန်ဆန်ချပဲ။ဒါပေမဲ့သူ့ရဲ့ဉာဏ်နှုံးနဲ့တက်လုံကတော့ကြောကြနေပါပြီခင်ဗျ။တူလင်းတဲ့ပွဲမှာဆိုရင်တူလင်းတက်ရဲ့ပတ်တောင်တစ်ချက်မိပြီးတော့သူဟာနောက်တောင်ကျသွားပါသေးတယ်။တူလင်းတက်ရဲ့ပတ်တောင်သာထိကျက်နေရမှန်ကန်ခဲ့မယ်။အားလည်းပြင်းခဲ့မယ်ဆိုရင်ပွဲရဲ့အဖြေကတမျိုးတစ်ပုံတောင်းလဲသွားနိုင်ပါတယ်။ကျောက်စုရန်ကတော့ သွေးလေးထက်တော့လိုအပ်ချက်လေးအချက်မရှိဘူးဝါသဘာဝိုင်းမှာလည်းအတိုင်းအတာတရက်အထိအတွေ့အကြုံရရှိနေဖြစ်ပါတယ်ခင်ဗျဒီတော့ကြောက်စုရိုင်းဟာအခုပွဲမှာ strong weight တန်းကိုစင်ထိုးပြီးတော့ strong weight တန်းရဲ့ champion ဟောင်းကိုအနိုင်ယူပြတယ်ဆိုတာမျိုးလုပ်ပြခြင်းနေပါလိမ့်မယ်ဒီပွဲဟာဆမ်မီအတွက်တော့စိန်ခေါ်မှုကြီးမားတဲ့ပွဲဖြစ်လာမှာပါဆမ်မီနဲ့ကြောက်စုရိုင်းပွဲစဉ်ကို လာမဲ့ဒီဇင်ဘာလ19ရက်နေ့ရောက်ရင်ကျွန်တော်တို့ကြည့်ရတော့မယ်ဆိုတဲ့အကြောင်းပြည်သက်တွေသိရှိအောင်တင်ဆက်ပေးပါပြလိုက်တာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ